သွေးကြွားတွေရဲ့အလောင်းတွေအဲဒီမှာချင်းနှင်းမြစ်ရှိတယ်မင်းတို့ရဲ့အလောင်းတွေချင်းနှင်းမြစ်တွေကိုမျောမှာအလောင်းမင်းတလောင်းကိုမျောမယ်အုပ်စုလိုက်မျောမယ်ဒီမှာချင်းနှင်းမြစ်မင်းတို့ရဲ့အလောင်းတွေချင်းနှင်းမြစ်တွေကိုမျောမှာဟိုမှာချင်းနှင်းမြစ်အေးမင်းတို့ရဲ့အလောင်းတွေအဲ့ဒီမှာပုံနေစေရမယ်မင်းတို့ရဲ့အလောင်းတွေတရားစာကျွင်းမယ်တင်ကြီးစာကျွင်းမယ်ပြီးရင်နောက်တစ်ခုကခွေးစာကျွင်းမယ်ကွာကဲချစ်ပရတတ်ချင်းမြတ်အားလုံးမင်္ဂလာပါဆမ်ပီရက်ရှင်နေ့တပန်းပြန်လဲကျဆိုပါတယ်ကဲဟုတ်ပြီကျွန်တော်ဒီနေ့ထုံးစံတိုင်းဒီဘောမဗီဒီယိုရက်ရှင်ဒီမစားခင်မှာ ျွန်တော်ရေ YouTube channel လေးကို like and subscribe မြည်တိဖို့ဆိုရင် like subscribe နဲ့တူအရင်တောင်းဆိုချင်ပါတယ်။ကဲဟုတ်ပြီကျွန်တော်ဒီနေ့ဆူဆောင်းထားတဲ့ဒီဘောမဗီဒီယိုဗီဒီယိုရီရှင်တွေပါရီလဲဆိုတော့ဒီ RFA မြန်မာပိုက်ရနာမယ်ဆိုပြီးတော့ပြောနေကြလို့ဒီဘောမစနိုက်ပါဆိုရဲ့တိတ်ပြုံနေတဲ့ထဟောင်းပြီးတော့တိတ်ပြုံနေတဲ့ဗီဒီယိုဖိုင်ရဲ့အဲနောက်မှာငါကမြင်တော့မယ်ဆိုလို့လူပိန့်ကြိုက်တဲ့စကားတွေမျိုးပြောတယ်မျိုးအရှိ့ကိုရှိတိုင်းတဲ့ပြောတာဆိုပြီးတော့ဒီ ပေါကူတော်ရတပည့်တီဘောမတော်ကိုညဟောင်းတလောင်းတိုင်းအဲနောက်မှာစစ်ဘူစစ်ဘူတွေဘူချူတွေအင်္ဂလိပ်စာမတတ်ရင်မတတ်ဘူးပြောစီချင်တယ်ဆိုပြီးတော့ဒီဘောမငါပေါ့ရဟောင်းတလောင်းတိုင်းရပြီးတော့ရှိရင်နောက်ဆုံးမှာစစ်သွေးကြွတဲ့မင်းတို့အလောင်းတွေဒီချင်းတို့မိထဲမှာမကြခင်ပါအကုန်လုံးမြော့ပါသွားမယ်ဆိုပြီးတော့ဒီကြောင်ဆိုးရဲ့ဟောင်းတလောင်းတိုင်းကိုကျွန်တော်နဲ့တို့စုံထိပါလိုက်ပါချစ်စုဖို့တောင်းဆိုချင်ပါတယ်ကဲ let's go which is in a junzai လို့ပြောတဲ့ ကောင်းစီလေးနဲ့ဟိုဘက်ရက်ကွက်မှာတော်ကြီးပူလောင်နေတယ်ဗျ။အော်ဗမာသာတော်ပြန်တရားမယ်ကဲဗမာသာတော်ပြန်တရားမယ်ကိစ္စိုက်နေပြီတဲ့။အာမတက်ရင်မတက်ဘူးမပြောဘူးပေါ့နော်စစ်ဘိုးတွေဘိုးချိုးတွေအင်္ဂလိပ်စာမတက်မတက်ဘူး။အဲ့တော့ဒီပိတ်မတက်အင်္ဂလိပ်စာမတက်မတက်ဘူးပြောပေါ့စစ်ဘိုးတွေဘာကြီးပေါ့အကုန်လုံးတို့ရနော်။ဒီပိတ်နေရာသူတို့ဒီအန်ဒီလက်ထက်ကသူတို့ရဲ့လွတ်တော်အမတ်တွေလို့သာမတက်ပြမတက်လွတ်တော်တဲ့ရောက်လာတဲ့ထင်းနေကြပြန်နော်။အချို့၄တက်၂တက်ထိကြရင်မတ်ဆိုလို့ရှိရင် ဟိုပါဘောเนาะထိကြအမတ်ဆိုလို့ရှိရင်နှစ်တန်းမဲအောင်နေဗျာเนาะတချို့အမတ်တွေဆိုမြင်းမှုဘက်ကအမတ်ဆိုလို့ရှိရင်၄တန်းအမျိုးတွေပေါ့ဗျာအမတ်တွေတော်တော်များများဒီရွေးချယ်ွားတာပေါ့ဗျာဘွားတော်နဲ့အစဉ်ပြည့်တဲ့တူတူရွေးချယ်ွားတာအဲ့တော့ထားပါတာတည်းထားပါเนาะပြီးအတိတ်ကဟာတွေပြန်မပြောချင်တော့ပါဘူးเนาะအဲ့တော့ဒီနေ့တိုင်းလို့လွင်ခဲ့ပါပြီပေါ့ဒါကြီးမပြောတော့ဘူးအဲ့တော့ဦးသိန်းပြောချင်တာကဒေသစီကြောင်းတာစစ်ဘိုလ်ချုပ်တယောက်ဖြစ်ဖို့ွားအတွက်ဘိုလ်ကြီးတယောက်ဖြစ်ဖို့ွားအတွက် ်ဒီရက်စီအကြောင်းကိုတက်ဖို့အတွက်ကိုခင်ဗျားတို့ကလော်လော်နဲ့တက်လို့ခင်ဗျားတို့အနီဘိတ်တွေလို့ပေါက်လို့ပဲသားလို့ဟိုဟာလို့ကလေးကချွေတွေလို့လှုပ်လို့တက်လို့မရဘူးနော်ခင်ဗျားတို့ PDF ထဲမှာဘာမှမဟုတ်တဲ့ကောင်လဲဘိုလ်ကြီးဖြစ်လို့ဖြစ်ဘိုလ်ချုပ်ဖြစ်လို့ဖြစ်အာလွတ်တော်မထဲမှာဘာတန်းပြင်ညာမှမရှိတဲ့ကောင်ရောက်လို့ရောက်လို့လှုပ်လို့မရဘူးဗျနော်2000ကို2010ကတောင်မှ စစ်ဘူကြီးတယောက်လှုပ်ချင်တဲ့ဆိုရင်တောင်မှဒရဲစီအကြောင်းနေတက်ချင်တဲ့ဆိုရင်တောင်မှအမှတ်300ကျော်ဖြစ်မှ340 330 320ဖြစ်မှအဲ့လိုမှဆယ်တန်းမှအမှတ်ကောင်းကောင်းရမှစစ်ဘူတယောက်ဆိုတာဖြစ်တာအဲ့လိုအမှတ်ကောင်းကောင်းရမှကျောင်းဆိုတာဒီဒရဲစီကျောင်းကြီးတို့တက်လို့ရတာအဲ့လိုအရေးချင်းသာတတ်ပညာရတ်တွေဘွားကနေမှဗိုလ်ချုပ်တွေဆိုတာဖြစ်လာတာဘာပညာမှမရှိဘာရေးချင်းမှမရှိရင်ဗိုလ်ချုပ်ဖြစ်မလာဘူးတိုင်မှုဖြစ်မလာဘူး ဘူကြီးတွေဖြစ်မလာဘူးဘီဝမှုတွေဖြစ်မလာဘူးကာနယ်တွေဖြစ်မလာဘူးဂျီဝိုင်းတွေဖြစ်မလာဘူးဂျီတူးတွေဖြစ်မလာဘူးဂျီတရီးတွေဖြစ်မလာဘူးနော်အဲ့ဒါကိုကိုကိုစဉ်းစားကြနီပိန်းနေရဲ့နီပိန်းနေရဲ့ပိန်းရင်လဲပိန်းတယ်လို့ပြောတာခင်ဗျားတို့ကလုံးဝလုံးဝလက်မခံဘူးနော်အမှန်တရားခြိုက်ပြရင်လဲခင်ဗျားတို့ကလုံးဝလုံးဝလုံးဝမကြိုက်ဘူးဟုတ်လားလိလာပါလိလာပါဆိုတော့အဖေဘယ်ကပြန်လာတာလဲပေါ့ဟုတ်လား စာကြည့်ပါစာကြည့်ပါဆိုတော့အိမ်ခေါင်မိုးတော့တဲ့ကြည့်တယ်လို့ဖြစ်နေပြီနော်အဲ့လိုဖြစ်နေခင်ဗျားတို့ညီပိနေရဟုတ်လားအဲ့တော့ကောင်းကောင်းလေ့လာပါလေ့လာပါဆိုတော့ဘ ഹു ရတပညာကိုလုံးနိုင်ငံနိုင်ငံလေးလေ့လာခိုင်းတာနော်တမောလည်းပါတယ်နိုင်နေပြီတဲ့မကြခင်ရှုံးရတော့မယ်တဲ့မြို့တဲ့ရောင်အကုန်လုံးဖြစ်နေပြီတဲ့အကုန်လုံးတိမ့်ပိုက်သွားပြီတဲ့တက်တိုင်ရင်တစ်ခုပဲကြံတော့တယ်တဲ့ဥမာတိုက်နေရတဲ့ KIA တွေ ်ဒေယယင်အတွက်တည်ပေးရတဲ့ PDF တွေပြီးလို့ပြီးနောက်ဆုံးလို့နောက်ဆုံးဥမာဒေယယင်အကောင်ကြီးကြီးတွေသေလို့သေသေးသေးချာချာလေးလားသေသေးချာချာလေးလားဂျင်းနေမကျွေးနဲ့ဂျင်းနေတအားမထဲနဲ့နော်ဂျင်းနေတအားမထဲနဲ့ဟိုမှာဟုတ်လားဥမာလူလဲနဲ့သေးသေးမနေဘူးဦးစင်းကတော့ပုံမလင်းလင်းပြောတာကို့ဗမာ PDF တွေတည်ရင်တော့အမှန်ပြောတာတနာအောင်တနာမိတယ်။ဘာဖြစ်လို့လဲအတုံးချခံဘောကဖြစ်လို့လေ အလုံးကြခံဘဝဖြစ်လို့တနာတာဘာအလုံးကြခံခင်ဗျအဲ့ဒီလာရှုမှလည်းဗမာ PDF တွေတအားသေးပြီးသွားတာပဲလေဗျာအခုလာရှုမှ PDF တွေခွေးမောင်းတို့လို့မောင်းထုတ်ခိုင်းရတယ်လေဗျာသင်္သာကြည့်လေဗမာ PDF ရက်လက်ကဘယ်မှလဲရက်လက်ကမကြခင်ကင်းပြင်းနယ်မှာခုလက်မောင်းထုတ်ခိုင်းနေရတာပဲလေဗျာကင်းပြင်းနယ်မှာလည်း PDF တွေချိုမထားတော့ဘူးလေဗျာကဲဘယ်မှလဲ PDF ရက်လက်က အချင်းပြင်းနယ်မှာအခုအလူးလဲသေပေးရတယ်ဗျာ PDF ရလည်းကဘာရသေဖို့ပဲတချို့ PDF ဒီတရားရှိတဲ့ PDF ကတော့အလင်းဝင်တဲ့ PDF ကလူမတိတူမတိအလင်းဝင်တဲ့ PDF တရားဝင်တဲ့ထွက်ပြေးတဲ့ PDF တရားပြေးတယ်ထိုင်းနိုင်ငံထိုင်းနိုင်ငံပဲကူပြေးတဲ့ PDF ကပြေးတယ်ဒါမျိုးလေးဖြစ်တယ်ဒါမျိုးလေးဖြစ်နေတယ်အဲ့ဒါတွေရောခင်ဗျားတို့ပြေပကသဇက်စပီကပြေဖြက်တွေအကုန်သိရလားတိတိကျကျလေးလာတေးချာစုံစမ်းခြင်းမထက်နဲ့ မိုင်းမတိုက်နဲ့အစိမ့်မခန့်နဲ့အမှန်တရားတွေကိုပြောတရင်ကိုအမှန်တရားတွေကိုချပြဗါတဲ့တပေကျင်းမှာတဲ့စစ်မဖြစ်ဖဲနဲ့တဲ့ဒီမအလာတက်ကပေါ့ဗျာဘုံကျဲတဲ့ဘာပြောကျဲတယ်ပေါ့နော် အော်နေမီပြန်ယူနေပါလေဆိုမှပဲစစ်မဖြစ်ဖဲနဲ့ပြောရဲရှိသေးရဲ့နော်ကို့နေရာကိုကို့ဟာကိုကိုပြည်သူတွေရဲ့နေရာကိုအကျန်းဖက်တွေစီကပြန်ယူတယ်အဲ့တော့အကျန်းဖက်တွေကိုခြေမုံနေအဲ့ဒါဘာဆန်းလဲအဲ့ဒါထူးဆန်းဖြစ်လားဘာဆန်းတယ်နော်ဘာဆန်းတယ်လဲ ဟမ်အကျန်းဖက်ရှိတဲ့နေရာကိုငကိုကလေးကပြောခဲ့ပြီလားအကျန်းဖက်တွေရှိတဲ့နေရာကိုပြည်သူတွေကိုဒုက္ခပေးတဲ့နေရာတွေအားလုံးကိုငြင်းကြမ်းအေးကြမ်းမှုဆိုရင်အဲ့ဒီနေရာတွေကိုအကျန်းဖက်တွေမရှိမှအဲ့တော့အဲ့ဒီတာဝန်တွေလောကမှာတမတော်ရဲ့အလုံးချိန်မောကမှာတမတော်ရဲ့အလုံးပြည်သူတွေရဲ့အလုံးမဟုတ်ဘူးဟောက်ခံမှာပြည်သူတွေရဲ့အလုံးလို့ဟုတ်လားနေဘောကြောင်မဲ့ပြည်သူတွေကကြောင်းမဖွင့်ခင်တဲ့အရှင်ဖရာပေါ့နော် เจ้าหมอภวนเกลีเตะตะบี้ออโดดีเนียลีดิโอเตะเจ้าอ๋อเปลี่ยนปี้มาลุบลุบไปบูก้าวมาเวพะยาเตะอะล่ะลีปิดูดิณีเนี่ยแลเตะอซูยะภวนเนี่ยเจ้าอ๋อเวตะฉินน่ะบะพะยาเตะอะคูอ่ะตูรู้อ่ะไม่จากินเจ้าภวนหน่อเมพะยาเตะลากาเรียแลต้องเด้งนี่ก็อ้ายอีพะยาเตะม้าตัวตองเนี่ยพะยาเตะอะรออซูยะภวนเนี่ยเจ้านี่ปิดูดิอ่ะอเมรันจูซูနေบะเลยพะยาเตะปิดูดิก็รออซูยะภวนเนี่ยเจ้าอ๋อเวตะฉินน่ะบะพะยาเตะเจ้าหมอภวนเกลี ဒီဘောကြောင့်မဲ့အများဆုံးရရင်ကောင်းပါပဲဖရားတဲ့ဒါပြည်သူတွေရဲ့တောင်းဆိုမှုပေါ့ဗျာပြည်သူတွေရဲ့တောင်းဆိုမှုဒါပေချင်းမှလည်းထိုနည်းတူစာပဲဒီနေနေရဲ့ယုံမာမှုတွေရက်ဆက်မှုတွေ PDF ပြည်သူတွေပေါ်ရဲ့ခေါင်းဖြတ်မှုတွေအဲ့မှာ PDF တချို့လူငန်သွားတွေအကြီးကြီးကတော့ပါတာပေါ့နော်လှုပ်ရှားလို့နည်းနည်းပါးပါးအာဏာလေးရှိတဲ့ပြည်ဟာတွေပါတာပေါ့အဲ့ဒီကောင်တွေကတော့ဘယ်တော့မှသူကငြိမ်းချမ်းရင်ယူမှာမဟုတ်လက်နေရရတာကိုတိကျသွားပြီလက်နေရရတာကိုသူတို့တွေကောင်းကောင်းသိသွားပြီ ပေါင်းပေါင်းလက်နဲ့ကင်ထားတဲ့ခံစားချက်ကိုသူတို့တွေဟိုကနည်းနည်းလေးအရတာတွေ့ရပါပြီပေါ့ဗျာနော်အရတာတွေ့လဲသူတို့တွေကတော့နေကောင်းကဘယ်သူမှလက်မခံအောင်နောက်ဆုံးတော့နော်ဒါလေးကိုလည်းဦးစင်းကပြည်သူများအားလုံးချပြခြင်းပါလေဗျာနော်တဖြည်းဖြည်းကတော့ရှင်းလျှောက်ပြီးတမတော်ကတို့လူကိုတူလုပ်ပြီးမှထိရောက်စွာအကျန်းဖက်တွေကိုချိန်မုံးလိုက်မယ်အဲ့တော့ပြည်သူပြည်သားများအနေနဲ့ကတည်င်းနေခင်ဗျားတို့မတင်ရရင်တော့ဦးစင်းတို့စီပို့အမှန်တရားတွေပို့တော့လိုတဲ့နော်အဲ့တော့ခင်ဗျားတို့ဘယ်ဟာပထွေး ဘယ်ဟာဖေးအရင်အရေးကြုံရင်ပထွေးဆိုတာကပါဇက်ကလေးရတာခြူတာနှုတ်ကလေးရတာခြူတာဖေးအရင်ဆိုတာကြားညင်ကြားလိုက်မယ်ဒါဒါမဲ့တာသမီပုံမှာထားတဲ့မေတ္တာကရင်ထဲနှလုံးသားတွေကရိုးတွင်းရှင်စီရမစပေါ်လွင်နေဆိုတာကိုခမားတို့အသိဆုံးပါပဲဗျာနော်အဲ့တော့ဖေးအရင်နဲ့ပထွေးလဲပြည်သူများအလုံးကွဲပြားတော့ပြီလို့ဥစဉ်ရတော့ထင်ပါတယ်ဗျာနော်ဒါဥစဉ်ရတုံးတက်ချက်ပေါ့နော်တုံးတက်ချက်ထားတဲ့ဖေးဘယ်ဟာဖေးရင်လဲဘယ်ဟာပထွေးလဲဆိုတာကိုလည်းယူတွေအားလုံး တိလောက်ပါပြန်နော်အဲ့တော့ပြည်သူတွေဘာလုပ်တင်တယ်လဲဆိုတော့ကိုဟာကိုယ်တိုင်စဉ်းစားကြပါနော်အကျန်းဖဲရဲ့လက်အောင်မှနေပြီးမှနော်ဒီနေမေနေစားကောင်းခြင်းမစားအိတ်ကောင်းခြင်းမအိတ်ရရရတယ်များဟာလေစာကြည့်လဲပေးရခွင်လဲပေးရလူဝါလဲဝါခါရမထင်မထင်ဒလန်ဆိုပြီးမှတက်ခါရတဲ့ဘဝကိုနေမလားအေးချမ်းချမ်းနဲ့ငြင်းငြင်းချမ်းချမ်းနဲ့ဖြတ်တန်းပြီးမှကိုစည်းဝါးရကိုအလုပ်ကလေးဘဝကိုဖြတ်တန်းမလားဆိုတာကို ို့ဟာကိုဆုံးဖြတ်လို့ပောက်ကိုတော့ကနေမှပြည်သူများအားလုံးကိုပြောချင်ပါတယ်ဗျအားလုံးတာပါပဲဗျအားလုံးမင်္ဂလာပါဗျလက်ရှိရောက်နေတဲ့နေရာကဒီမုံရွာရှားကြီးကလေးဝလမ်းပိုင်းအဲ့ဒါကျွန်တော်တို့ဒီချွင်းနေတဲ့သားမုံရွာကိုရောက်နေတာပါဗျပြီးကျွန်တော်တို့ဟိုဘက်ထိဆက်သွားအောင်ပါဆက်သွားမယ်ပြီးကျွန်တော်တို့မုံရွာမြို့အခြေအနေကိုကျွန်တော်ဆက်ပြီးကြည့်မယ်ဒါကျွန်တော်တို့မုံရွာကိုရောက်နေတာအဲ့တော့စစ်သွေးကြွားတွေရဲ့အလောင်းတွေဟောဒီမှာချွင်းနေမြို့ရှိတယ်မင်းတို့ရဲ့အလောင်းတွေချွင်းနေမြို့တော့မျောပါအလောင်းမင်းတလောင်းမျောမယ်အုပ်စုလိုက်မျောမယ်ဒီမှာချွင်းနေမြို့ င်းတို့ရဲ့အလောင်းနေရှင်းလင်းမြတ်တယ်ကိုပြောမှာ။အိုးမှာရှင်းလင်းမြတ်။အေးမင်းတို့ရဲ့အလောင်းနေအဲ့ဒီမှာပုံနေစေရမယ်။မင်းတို့ရဲ့အလောင်းတို့သရစာကျွေးမယ်၊တင်းကြီးစာကျွေးမယ်။ပြီးရင်တော့နောက်တစ်ခုကခွေးစာကျွေးမယ်ကွာ။ခတ်တာကငါကလည်းဒေါ်စုလိုလူပိန်းအကြိုက်မပြောတတ်တာခတ်တယ်။အရှိကိုအရှိအမှန်ကိုအမှန်ပြောတော့လူပိန်းတွေကငါ့ကိုမကြိုက်ဘူး။ဟမ်။ဒေါ်စုကလူပိန်းအကြိုက်ဘယ်လိုပြောဖို့လဲဆိုတာသိလား။အခုတစ်မျိုး၊ကိုရာတစ်မျိုး။အာနာမရခင်တစ်မျိုး။ အာနာရပြီးတမျိုးအဲ့လိုမျိုးပြောတာဟမ်ဒေါ်စုကနိုင်ငံရေးပါတီခေါင်းဆောင်ကြီး ਨੇ မပြောတတ်ပေမဲ့လူဘိန်းနဲ့အကြိုက်ဟောပြောပွဲတော့ပြောတတ်တယ်ဟမ်ဒေါ်စုကတိုင်းသားခေါင်းဆောင်တွေ ਨੇ စီဝေးဝဲမပြောပေးပဲ ਨੇ 27ပင်လုံးဆိုတဲ့စားချုပ်ကြီးကိုအမြဲတမ်းအတွင်တွင်ပြောတယ် အဲ့ဒါတွေကိုလူဘိန်းတွေပဲကြိုက်တယ်ကွာနော်သမင်းစားပြီးအသိပညာအတတ်ပညာရှိတဲ့လူတိုင်းကဘယ်သူမှမကြိုက်ဘူးသိလားမိဘပြည်သူများရှင်ကျမဒီနေ့ပေါ့နော်သတင်းလေးမှာတော့မိဘပြည်သူများအတွက်ဝမ်းနေရမလားဝမ်းသာရမလားနားမလဲပေါ့နော်အဲ့လိုမျိုးနှစ်ခွစိတ်ခံစားကြနှစ်ခွဖြစ်စေတဲ့သတင်းလေးတစ်ခုပြောပြကြတယ် အဲဘာသာကျွန်မတို့ပြောရလဲဆိုတော့ဒီ RFA နဲ့ပတ်သက်တဲ့ကိစ္စလေးပေါ့နော် RFA သတင်းဌာနကိုမြန်မာနိုင်ငံထဲမှာစိုက်တဲ့လူရရှိတယ်မစိုက်တဲ့လူရရှိတယ်လေဒီတော့စိုက်တဲ့လူတို့ကတော့ဝန်ထဲဆရာသတင်းပေါ့မစိုက်တဲ့လူတို့ကဝန်သားဆရာသတင်းပေါ့ရှင်အဲ့ဒါလေးကျွန်မဆွေးနွေးတောသက်ပေးပါမယ်ရှင်လွတ်လပ်တဲ့အာရှတန်လို့ခေါ်ဆိုတဲ့ RFA သတင်းဌာနပေါ့နော် Radio Free Asia ပေါ့နော်အဲ့ဒါဆိုရင်မသေးချာမီရတဲ့ရန်ကုန်ွေကြောင့်တဲ့မေလာကိုအနေရစပြီးတော့မြန်မာပိုင်းထုတ်လွှင့်မှုတွေကိုလုံးဝရန်နာတော့မယ်ဆိုပြီးတော့ညင်ညာလိုက်ပါပြီရှင် RFA ရဲ့ဝိုင်းတော်သားတွေလည်းဒီသူတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဘောနော်အမှတ်ရစကားလေးပြောကြနေရတယ်ကျွန်တော်မြင်တွေ့ရပါတယ်ရှင့် အာရဗီယာဆိုရင်ကမ္ဘာသတင်းမီဒီယာအေဂျင်စီဖြစ်တဲ့ United States Agency for Global Media USAGN ရဲ့ကြီးကြပ်မှုအောက်ကနေပြီးတော့သတင်းတွေတင်ဆက်နေတဲ့သတင်းဌာနတစ်ခုသာဖြစ်ပါရှင်။ဒီသတင်းဌာနကဒဲမှာပေါ့နော်အာရဗီမြန်မာပိုင်းကတော့မြန်မာနိုင်ငံသားအများစုပါဝင်တဲ့သတင်းဌာနတစ်ခုဖြစ်နေမြန်မာနိုင်ငံသားရဲ့သိရှိထားပါရဲ့ရှင်။သူ့ရဲ့အခြေအနေကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပေါ့နော်တက်လာပြီးတဲ့နောက်မှာဆိုရင် Master 19လေးမှာအာရဗီ VOA ရဲ့မိခင်ဌာနဖြစ်တဲ့ USAGN ရဲ့လုပ်ငန်းနဲ့ ဝန်ထမ်းတွေကိုအနည်းဆုံးဒီ short ချောက်ပြီးတော့မိတ်ထုတ်ပြန်လိုက်တာရှိတယ်လေအဲ့ထုတ်ပြန်ကြံနောက်ပိုင်းမှာဆိုရင် VOE ကချက်ချင်းရန်နာသွားတယ် RFA ကကြတော့အခုတက်မှာပဲရန်နာတာဖြစ်ပါရဲ့တလားကျော်လောက်ထိတော့သူတောက်ခံလိုက်သေးရေပေါ့နော်အဲ့နောက်ပိုင်းမှာဆိုရင်လုံးဝကိုရန်နာသွားခဲ့ပြီဖြစ်ပါရဲ့ RFA တရေထောင်တော့ရန်နာသွားခဲ့ရခြင်းမှာပေါ့နော်ဟိုပြောရလူလည်းရှိရယ်ဝမ်းနဲ့လူလည်းရှိပါရှင့်အဲ့လိုပေါ့နော်အချိန်ညလို့ရှိပါလူဆိုတာစိတ်ခံစားချက်မျိုးမျိုးယုံကြည်ရဖို့အားဖြင့်အားကိုတဲ့သူကတော့အားဖြင့်မရှိတော့ဝမ်းနဲ့တာပါရှင့်အငငယ်တာပေါ့နော်အဲ့လိုအချိန်တွေတော့ရှိမှာပါရှင့် ဒါပေမဲ့တချို့တွေကနည်းနည်းကဲလို့နည်းနည်းကဲတယ်နည်းနည်းကဲဘလို့ကဲလဲဆိုတော့လေ RV မရှိတော့လို့ရှင်ပဲသူတို့ကသတင်းအမှန်တွေကိုပယ်နာမှမမရတော့သူတို့လို့ပြန်မှသတင်းတွေကိုသူတို့ကတခြားနေရာနေစားသုံးလို့မရတော့သူတို့ကဲတဲ့သူတွေရှိရဲ့အဲ့လိုလူတွေအတွက်ကြောင့်ကျွန်မဇလန်းလေးတစ်ခုနဲ့ပြောပြမယ်ရှင်လေးလားအရင်ကကောင်မလေးတယောက်ကဆုံးမသွားတာဘောနော်ယောဂာနဲ့ဆုံးမသွားတဲ့အခါမှာကောင်မလေးမှရီစာရှိတယ်သူကလေအဲ့ရီစာအတုပအိမ်ရောက်လာပြီးတော့ကောင်မလေးရဲ့မိဘကလည်းကိုယ့်ရဲ့သမီးတိတ်ဆုံးတော့ဝမ်းနေချေကွဲနေရပါရှင်အဲ့ဒါအဲ့ဒီမိဘကမှအာမနာ သူပဲတခါတဲ့အင်မတန်ခြေကွဲဝန်းတဲ့ပတ်လက်ပေါ့နော်တခါတဲ့ပိုလိုပတ်လက်လေးဖြစ်အော်ဂျီဟစ်ကျဲငိုယိုနေတာနေ့စဉ်နေတိုင်းကြာလိုက်ခါကျတော့ကောင်မလေးမိဘကစိတ်ဆင်းရဲနေတာတကြောင်ဒီကောင်အားနေလာငိုနေတာနားညိတာတကြောင်ကြောက်ဆိုပြီးတော့အာ ကောင်မလေးရဲ့မိဘကထပြီးတော့အဲ့ဒီပေါ့နော်သူ့တမီးရဲ့ရီးစားကိုချီရောက်တဲ့ထကန်ပြီးတော့နင်းအလောက်တောင်မှခါတဲ့နှံ့မျောနေရဲဆိုငါ့တမီးနဲ့အတူအသေးရွာကိုလိုက်သွားဆိုပြီးတော့အခောင်းထဲကိုကန်ချသလိုဖြစ်နေရဲ့ရှင်သိလား ။နော်အဲ့လိုဖြစ်နေရဲ့တို့ကလေ RFA ကိုရမ်းကြိုက်တယ် RFA မရှိလို့ရှင်ဒီကဘာကြီးမှာတရင်မှန်ကိုဘယ်နားမှာမှမရတော့ဘူးလို့ခံစားနေပြီးရဲ့ဆိုရင် RFA နောက်ကိုလိုက်သွားကြရှင်။နော် RFA ဝိုင်းတော်တိုင်းနောက်ကိုလိုက်သွားကြ။တို့အိမ်မှာသွားနေကြပြီလို့ရှင်တို့တင်ဆက်တဲ့တရင်သွားနားထောင်ကြရှင်။ဇလန်အဲ့လိုပဲအကြံဉာဏ်ပေးလို့ရတာမယ်ရှင်เนาะအဲ့လိုတော့ရှိပါရဲ့เนาะပြီးတော့ RFA ကရန်နာသွားတဲ့အခါမှာစိတ်ခံစားချက်အမျိုးမျိုးနဲ့တုတ်ပြန်ကြတာပေါ့ရှင်ကျမတို့ကသတင်းမီဒီယာသမားချင်းချင်းဆိုတော့ဘာမှတော့မပြောချင်လို့ရှင်ပြီးတော့သူတို့ရဲ့အနာဂတ်ပေါ့เนาะစဉ်းစားမိရပါဘောလေဒါက နိုင်ငံရေးယူဆထူခြင်းမထူခြင်းတို့ထုတ်ပြန်တဲ့တဲ့ရန်ပြည်သူတို့အကျိုးရှိခြင်းမရှိခြင်းရတာဒါတို့ရဲ့တမိုင်းเนาะတို့ထုတ်လွှင့်လိုက်လို့ပြည်သူကဘယ်နှခုအစဉ်ပြေသွားလဲဆိုတော့တို့ပြန်ပြီးတော့သူတနာလောက်ထားလားမလောက်ထားလားဆိုတာတို့အပိုင်းကျမတို့ပြည်တွင်းမီဒီယာကကြတော့အဲ့လိုသူတနာလောက်ထားရတာရှိတယ်ဥပမာကျမဆိုရင်ပေါ့เนาะကျမတို့မီဒီယာဆိုရင်ပြည်သူအတန်ဒီလမှာအခု20တန်းဆက်တယ်ဆိုရင်နေပြည်မှာဘယ်နှခုပြောင်းလဲဖြစ်ပေါ်သွားလဲဆိုတော့ပြန်ပြီးတော့ကျမတို့သူတနာလောက်ရတယ်ပြည်သူကိုပြန်မေးရတယ်ဟဲ့အမတန်းဆက်ပေးလိုက်တဲ့ ပြည်သူအတန်လေးမြေပြင်မှာမာရီပြောင်းလဲသွားတယ်ပြန်မေးရတယ်ပေါ့နော်အဲ့ချိန်မှာသူကပြောင်းလဲသွားတာရှိရအမကြီးဘာမှမထူးပါဘူးဆိုတော့ပြည်သူအတန်ရှိရအဲ့ဒါလေကျမတို့ကမျိုးစားပြန်ခွဲပြီးတော့ဒီလမှာတော့ငါတို့ပြည်သူအတန်အခု20မှာ15ခုလောက်ကိုဖြည့်ရှင်းပေးလိုက်နိုင်တယ်မြေပြင်မှာတကယ်ပြောင်းလဲသွားတယ်5ခုကတော့တင်ဆက်တာပဲရှိရဘာမှပြောင်းလဲသွားခြင်းမရှိဘူးဆိုပြီးတော့ကျမတို့ကဒါကြီးပြန်ပြီးတော့လောက်လာတော့ပေါ့နော်အဲ့လိုပြန်ပြီးတော့ကိုမီဒီယာကပြည်သူဘယ်လောက်ထိအကျိုးပြုနိုင်ခဲ့လဲဆိုတော့ပေတံလေးကိုကျမတို့ပြန်ပြန်ပြီးတော့အရေးချင်းစစ်ရတာကိုကိုကိုပြန်စစ်ရတာရှက်ဒီတော့ဒီ RFA ဝိုင်းတော်သားတွေဒါကြီးလောက်ခဲ့လားမလောက်ခဲ့လားကျမမသိဘူး เนาะตรุตินเสร็จได้อย่างไรอารมณ์ดีเลบုံมาเว้ยชื่อพี่รอมีมาบ้ามาแล้วไม่ปรางเลยอโซอ่ะแหละตรุน่ะตินเสร็จตาน่ะไม่ท้องตรุตินเสร็จตาแล้วกะยูไม่ใส่ตรุดิตินเสร็จตาเว้ยชื่ออ่ะมีมาบ้ามาปรางเลยต้องไม่ชื่อรู้สึกดีเดนสถานะก็ชื่อจริงไม่ชื่อจริงแม้มาနိုင်ငံด้วยบ้ามาไม่ผิดรู้ရှင်ติล่ะအဲ့ဒါလေးကိုလည်းစဉ်းစားတတ်ဖို့လိုပါတယ်เนาะဒီတော့ကျွန်မအနေနဲ့ဒီပိုင်းရတာတပိုင်းမော်ရှင်အကျိုးပြုခြင်းမပြုခြင်းရတပိုင်းပေါ့เนาะဟိုနောက်တစ်တပိုင်းကသူတို့အလောက်ကန်အခုချိန်မှာမဲ့သွားမှာသူတို့ကလေအလောက်ကန်မဲ့သွားမှာ ဒါမီဒီယာသမားတွေမှာတော်တဲ့သူတွေလည်းရှိပါတယ်မရှိတော့မဟုတ်ပါဘူးသူတို့မှာလှုပ်လှုပ်တဲ့တွေမှာတကယ်မီဒီယာပညာပြည့်ဝသူတွေရှိရပေါ့နော်အဲ့တော့ကျွန်မအနေနဲ့စဉ်းစားမိတာကဩသူတို့လည်းအလုပ်မရှိတော့ဘူးဒုက္ခရများကြပါလိဟုတ်တယ်မလားဒုက္ခရများကြတဲ့ခါကျတော့အခြားမီဒီယာတွေမှာတော့အလုပ်လျှောက်ကြည့်ပါရှင်အစီအပြင်းတော့လုပ်ကြပါရင်ပတ်ချင်းတူတဲ့သူတွေလှုပ်လှုပ်ရတော့ပိုကောင်းတာပေါ့ရှင်ဟုတ်တယ်မလားအဲ့တော့ရင်ပတ်ချင်းတူတဲ့သတင်းမီဒီယာတွေဝန်လျှောက်ကြပါရှင်ဒါကတော့ဘာမှသုံးချံပေးချင်တာပေါ့ဒုတိယပံအကြံပေးချင်တာကတော့ကိုကဒီ RFA မှာလှုပ်လှုပ်တယ်အကြံပါအားပေးတာမလုပ်ထားဘူးနော်မြန်မာနိုင်ငံကိုစံပြီးတောက်စီဖို့အတွက်ဒုက္ခပေးတာမရှိဘူးပေါ့နော် ဲ့လိုမျိုးဆိုရင်တော့မြန်မာနိုင်ငံပြန်လာပြီးမီဒီယာလုပ်ငန်းလေးတွေမှာပြန်ပြီးတော့လုတ်ကင်တာတော့တင့်တော်ပါရဲ့ရှင့်အစိုးရလည်းဒါအောင်နည်းနည်းဖြေလျှော့ပြီးမယ်လို့ကျွန်မမြင်ပါတယ်။ဘာကြောင့်လဲဆိုမီဒီယာသမားတွေကပြည်တွင်းထဲမှာရှိနေတာနိုင်ငံတော်တော့ပိုကောင်းတယ်လို့မြင်ပါတယ်။နိုင်ငံတော်ဝေဖန်ခြင်းလည်းဆိုနိုင်ငံတော်နားမှာနေပြီးတော့လာဝေဖန်ပါရှင့်။ကျမတို့လည်းနိုင်ငံတော်နားမှာနေပြီးဝေဖန်နေတာ။နိုင်ငံတော်တကယ်အကျိုးပြုခြင်းလည်းဆိုနိုင်ငံတော်နားမှာနေမှရမှာမီဒီယာသမားတွေရတယ်။ဒီလားအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒါကနိုင်ငံတော်အကျိုးပြုခြင်းတော့မဟုတ်ဘူး။နိုင်ငံတော်ကိုမြန်မာတော်မျက်နှာပြစားပြီးတော့အဲ့ဒါ ပတ်စံရှာစားကြင်လားရှင်အဲ့ဒီအဆင်တန်းဖြစ်သွားလိမ့်မယ်ပြီလားကျောင်းလိုပဲမြင်တယ်အခုဆိုဒါမီဒီယာမှာလုံလက်မဲ့ဖြစ်ပြီလေဟုတ်တယ်မာဒီတော့ကိုကပြည်သူအတွက်ပြည်သူအကျိုးပြုချင်တယ်လို့ကြွေးကြော်ထားတယ်မို့လားပြည်သူနားမှာလာပြန်နေလေမြန်မာအစိုးရနားမှာလာပြန်နေလေလာပြန်နေပြီလှုပ်လှုပ်လေကျမတို့ဆိုလည်းအခုဒါပြည်တွင်းမီဒီယာပဲကျမတို့ပြည်သူအတန်းနေတက်ဆက်တယ်အေးဆေးပဲကျမတို့အခုချိန်နေအေးဆေးပဲဘာကြောင့်လဲဆိုတော့ကျမတို့မြန်မာအစိုးရတွေမီဒီယာလွတ်လပ်ခွင့်ကိုပေးတယ်နော်ပေးလို့ဒါကျမတို့ပြည်သူအတန်းနေအများကြီးတင်ဆက်နိုင်တာပေါ့ရှင့် နောက်မှဆိုရင်အခုချိန်ကျမကမြင်ရတော့မလားစဉ်းစားကြည့်လေကျမလိုပဲအခြားသတင်းသမားတွေရောမြင်ရတော့မလားမီဒီယာလွတ်လပ်ခွင့်လားမရှိဘူးဆိုရင်ပြပြတာလွတ်လပ်တဲ့မီဒီယာပြအသက်ရှင်တန်ခြင်းနဲ့တူရှိရယ်โอเคမြမကလည်းလွတ်လပ်ပါတယ်အခုတော့ရှိရပါတော့ဥပဒေပေါင်းထဲမှာလောက်ရတဲ့အတွက်စီးလွတ်ပေါင်းလို့တော့မရဘူးပြပမှာနေပြီးတော့ပြောချင်ရပြောဆိုချင်ရဆို personal တိုက်ခိုက်ကလင်ကကြစ်တွေရှောက်ပြောတော့မရအောင်နော်ဟုတ်လားတကယ်ကိုစီးတဲ့ပေါင်းနဲ့အလုံးလုံးပဲပြည်သူတို့အကျိုးရှိမယ်ဆိုတော့ပြန်လာခဲ့ကျမတို့ကြိုးဆိုရရှင့် ကျိုးဆိုတယ်တကယ်မီဒီယာပညာပြည့်ဝတဲ့သူပြန်လာခဲ့အကြမ်းဖက်အာမပေးထားတဲ့သူပြန်လာခဲ့ကျိုးဆိုတယ်နော်ကျမတို့ပြန်ပတ်တွေဖြစ်သွားရင်တော့မှဒါတိုင်းပြည်တော့ကောင်းတယ်လို့ကျမမြင်နေချက်လောက်ခေါက်ကံဘက်တော့ဖြစ်လာမှာမဟုတ်ဘူးသိကြတယ်နော်ဘာဖြစ်လို့လဲဆိုတော့ရှင်တို့နဲ့ကျမတို့เนี่ยလာရလမ်းမတူရည်ရွယ်ချက်မတူအဲ့လိုပဲအရေးချင်းလည်းမတူရှင်နော်ဒီတော့လောက်ခေါက်ကံဘက်တော့ဘာတော့မှဖြစ်လာမှာမဟုတ်ဘူးပြန်ပတ်တော့ဖြစ်တယ်ရတယ်ကျမအဲ့လိုပြန်ပတ်တယ်လိုချင်တယ်ဘာကြောင့်လဲဆိုတော့မီဒီယာလောကမှာမီဒီယာမှာအဲ့လိုပြန်ပတ်တယ်ရှိလာမယ်ဆိုရင်ကျမတို့ရဲ့တင်ဆက်မှုကလည်းအရေးချင်းပိုတိုးတက်လာမှာရှင်ကျမတို့ပိုကြိုးစားဖြစ်မှာ ီတော့ဒီလိုမျိုးပေါ့နော်မီဒီယာသမားတွေပေါ့ရှင်မီဒီယာတကယ်ဝန်လာပါတယ်ပြည်သူအကျိုးပြုချင်တယ်ဆိုတော့ပြည်ရင်းပြန်ဝင်လာပါကျမတို့ကကြိုက်ပါတယ်ပြိုင်ဘက်ရှိမှတိုးတက်တာလေပြိုင်ဘက်ရှိမှတိုးတက်တယ်ကျမပြိုင်ဘက်တွေလိုချင်တယ်ပြိုင်ဘက်များလေကောင်းတယ်ပဲကျမအဲ့လိုပဲတွေးရနော်မှန်မှန်ကန်ကန်ပညာအရာပြိုင်မယ်ပြည်သူကိုဘယ်လောက်ထိအကျိုးပြုနိုင်လဲဆိုတာပြိုင်မယ်ငါတို့ဒီအစိုးရတရက်ကိုဘယ်လောက်ထိထိန်းချောက်ကုတ်ကဲနိုင်လဲဆိုတာပြိုင်ကြမယ်ရှင် နော်တခုတော့ရှိရယ်နော်ကလင်ကကြက်တော့လာမပြိုင်နဲ့ဟောကျမတို့အဲ့လိုကလင်ကကြက်မတက်ဘူးနော်ကလင်ကကြက်တော့မပြိုင်နဲ့တဲ့မသတင်းတူတွေတင်လာတော့မပြိုင်နဲ့ရှင်အဲ့ဒီအပိုင်းတော့ကျမမပြိုင်နိုင်နော်အဲ့ဒီခုတော့ရှိပါတယ်အဲ့လိုတော့ပြပြကြတယ်ရှင်ဒီတော့မီဒီယာကမှအချင်းချင်းဆိုတော့နားလဲပါတယ်ကိုချင်းစားပါတယ်ဟိုအလုပ်ပြန်လုပ်ချင်တယ်ပြည်တွင်းမှနေချင်တယ်ဆိုတော့လေဒါစိတ်ဆက်စူးစမ်းလုံဆောင်ကြည့်ပါရှင်ကျမတို့ကတော့အတင်းမဲ့ခါလေးမပြန်လာနဲ့ပါနဲ့မပြောချင်ပါဘူးဟုတ်တယ်မအလုပ်တူလာလုပ်လို့ရပါတယ်ဒါပေမဲ့ကျမပြောသလိုလုပ်ဖို့ကိုင်းဘက်တော့မဖြစ်နိုင်ဘူးကျမတို့နော်ပြိုင်ဘက်တော့ဖြစ်နိုင်တယ်ဒါပေမဲ့အဲ့လိုပြိုင်ဆိုင်ခြင်းကြောင့်နိုင်ငံတော်တိုးတက်မယ်ဆိုရင်ကျမတို့ပြန်ရတာက တန်ပါတယ်ရှင်ဟုတ်တယ်မှာတန်ပါတယ်ပြန်လို့ကျမတို့ရှုံးရတယ်ရရလေကျမတို့လက်ခံတိုင်းရှုံးဟုတ်တယ်မှာကျမတို့နိုင်ရတယ်ကျမတို့အရေးချင်းကိုလက်ခံပေးရမယ်ရှင်အဲ့လိုခုရရှိရနော်အဲ့လိုရရှိရဒါအာနိုင်ငံတော်အတွက်ကျမပြောတာပါရှင်ကျမတို့နိုင်ငံတော်ကောင်းဖို့ပဲရည်ရွယ်ပါတယ်နင့်နာခြင်းနင့်နာကျမတို့ပဲနင့်နာခံလိုက်ကြမယ်လေနိုင်ငံတော်ကောင်းဖို့အတွက်ကိုပဲကျမတို့ကြိုးစားကြတာပေါ့ရှင်နော်အဲ့ဒါလေးကိုပဲကျမသတင်းသုံးသပ်ချက်လျှံနေပြီးတော့ဒီ RFA ဝိုင်းတော်သားတွေပေါ့နော်မီဒီယာသမားစစ်တဲ့သူတွေစီကိုပဲကျမသတင်းစကားလေးပါလိုက်ချင်ပါရှင် ကျွန်မတင်းသုံးသက်ချက်လေးတွေကိုအမြင်နဲ့မှအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ချမ်းတော်ကိုကျမ်းမာကြပါစေလို့ကျမတို့ Blind Media မိသားစုမှစုတောင်းမေတ္တာပို့သလိုက်ပါရရှင်။